ားလုံးပဲမိင်္ဂလာပါ။ဘာဆိုင်မင်းတင်ကဒီပဲဆရာမထောင်းအောင်ဝေကိုတာရိုင်းမှဖြစ်ပါတယ်။1389ခုနှစ်ဟာကောဇာမဟာဘုတ်ခွင်မှာယာဇမှာတောက်ကြာကြာရောက်နေတဲ့ဖြစ်နှစ်ဖြစ်ပါတယ်။တောက်ကြာသားမီယာဇဘွားများတို့ဒီနေ့ဟာမိမိတို့ရဲ့လုပ်ငန်းခွင်မှာအထက်လူကြီးရဲ့ချင်းမြင်မြောက်စားခြင်းနေခံရတတ်ပါတယ်။ယာဒူးတိုးတတ်တာ နေရာထောင်းတာခေါင်းတွေကိုရောက်ရှိတတ်ပါတယ်။အတောက်ကြာသားမီတွေ 1389ခုနှစ်ဟာယာဇမှာယာဇထတ်တဲ့နှစ်ဖြစ်တဲ့အတွက်မိမိတို့ရောက်တဲ့နေရာတိုင်းမှာမျက်နှာပွင့်တတ်ပါတယ်။စမ်းအလွန်ပွင့်မဲ့နှစ်ဖြစ်ပါတယ်။လူတင်ကြီးချင်းတွေခံရတတ်ပါတယ်။မမျောလင့်ပဲနဲ့အိမ်အောင်ကြတတ်ပါတယ်။တောက်ကြသားမိယာဇဘွားတွေဒီနှစ်ဟာပညာရေးနဲ့ပတ်သက်ပြီးတော့ကံကောင်းတဲ့နှစ်ဖြစ်ပါတယ်။ယာဒူးပညာရေးနဲ့ပတ်သက်ပြီးတော့ပွဲဒူးတွေ၊ဂုံဒူးတွေဒီနှစ်ထဲမှာရရှိတတ်ပါတယ်။ မိမိတို့လုပ်ငန်းခွင်မှာအများကြီးအထင်ကြီးလေးစားခြင်းနဲ့အတိမတ်ပြုခြင်းနဲ့ဒီနေ့ခံရတတ်ပါတယ်။တောက်ကြသမီးရာဇပွားတွေဒီလိုနှစ်မှာဖျားဖူးခရီးတွေကောင်းတဲ့ခရီးထွက်ခွာမယ်နှစ်ဖြစ်ပါတယ်။အလူတန်းနဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားတွေပြုလုပ်ရမယ်နှစ်ဖြစ်ပါတယ်။အော်တောက်ကြသမီးရာဇပွားတွေဒီလိုနှစ်မှာအချုံအောင်ဖန်းစည်းတွေခံထားရတယ်ဆိုရင်အမြန်ဆုံးလွမြောက်စေမှာဖြစ်ပါတယ်။တောက်ကြသမီးရာဇပွားတွေဟာအသက်16နှစ်ကနေပြီးတော့22နှစ်အတွင်းဟာပညာရေးနဲ့ပတ်သက်ပြီးတော့ အလွန်အားကောင်းတဲ့နှစ်ဖြစ်ပါတယ်ရလက်ကောင်းတွေကိုပိုင်ဆိုင်ရမယ့်နှစ်ဖြစ်ပါတယ်အသက်23နှစ်ကနေပြီးတော့28နှစ်အတွင်းဟာစီးပွားရေးတွေကြာဆင်းတတ်ပါတယ်လုပ်ငန်းမှာအခက်အခဲတွေတွေ့တတ်ပါတယ်ထိခိုက်ဒဏ်ရာတွေဒီလိုနှစ်တွေမှာရရှိတတ်ပါတယ်အသက်28နှစ်ကနေပြီးတော့42နှစ်အတွင်းဟာပိုင်ဆိုင်မှုကြီးကြီးမားမားရရှိရတဲ့နှစ်ဖြစ်ပါတယ်လက်ညှိုးညုံရရည်ဖြစ်မဲ့နှစ်ဖြစ်ပါတယ်အသက်43ကနေပြီးတော့50ဒီလိုနှစ်အတွင်းထဲမှာအစိုးအကောင် တွန်တွဲနေတဲ့နှစ်တွေဖြစ်ပါတယ်အသက်68ကနေပြီးတော့85နှစ်အတွဲဟာမိမိတို့အလူဒါနကောင်းမှုကုသိုလ်ကြီးကြီးတွေပြုလုပ်ရမယ့်နှစ်ဖြစ်ပါတယ်ဘဝကိုအေးချမ်းစွာပျော်ရွှင်စွာနဲ့ဖြတ်သန်းရမယ့်နှစ်တွေဖြစ်ပါတယ်တောက်ကြသောမိသားစုဘွားတွေ1389ခုနှစ်ဟာမပြောပါတော့တဲ့အခက်အခဲတွေရှိသောညလေဒီအခက်အခဲတွေကိုအောင်မြင်စွာကြော်ဖြတ်နိုင်ဖို့အတွက်တောက်ကြသားသမီးတွေအတွက်တရားမှကိန်းစိုက်စီတဲ့တပည့်သေးမကြီးကကို ော်မမီတို့ရဲ့အလုံးနေရအိမ်နေရဆိုင်နေရရုံးခန်းနေမှာချိန်ဆထားမယ်ဆိုရင်မမျော်လင့်တဲ့ဘက်ကနေပြီးတော့ငွေတွေဝင်စေမယ်လက်တွေရွှင်စေမှာဖြစ်ပါတယ်အလုံးငန်းနေနှစ်ဆတိုးတက်စေမှာဖြစ်ပါတယ်အော်2025မှာတောက်ကြတာသမီးရာဇဝါတွေမိမိတို့ရဲ့လူဝင်ဆန္ဒတွေတလုံးတော်ရတဲ့ပြေစုံနိုင်ကြပါစေ